ဟိုင်းအားလုံးပဲမင်္ဂလာပါဝန်ဤမင်္ဂလာရှိသောနေ့ရက်တွေဖြစ်ပါစေလို့ဆုတောင်းပါတယ်ဒီရပိုင်းကနည်းနည်းလေးတကယ်ကြီးနေတဲ့စကားမပြောပြဘူးဆက်သွယ်လေးပြတ်သွားတယ်အကြောင်းကတော့ဒီငလျင်ကိစ္စနဲ့မြန်မာပြည်ကိုနည်းနည်းမြန်မာရှိမှရှိတဲ့တကယ်ချင်းပေါင်းတင်တယ်ဒုက္ခရောက်တဲ့ မျိုးတိုင်းဝိုင်းတွေကိုနည်းနည်းအာယုံထည့်နေလို့ဒီဘက်မှာစကားပြောဖို့လေးတွေတော်တော်လောက်ကုန်ရဖြစ်တဲ့အတွက်လူသမားတွေလက်စားပေးဖို့ကိစ္စတွေအဲတော့စီငွေစင်းတွေစစ်နေရတာနဲ့ YouTube ပေါ်လည်းမရော Facebook ပေါ်လည်းမရော TikTok ပေါ်လည်းမရောဘယ်မှမရောပြေဒါပဲဒီညနေရပါဘောပြောရတဲ့မနေ့ကညနေက Facebook ပေါ်မှာ တွေးလိုက်တဲ့သတင်းတစ်ခုကြောင့်ရုပ်တရားအာယုံမှာတတိတရားရှိသွားတဲ့စကားလေးတစ်ခုစကပုံလေးတစ်ခုပေါ့ရဖြစ်ရမှာစကပုံဆိုရင်ဖြစ်ရမှာကိစ္စလေးတစ်ခုပေါ့အဲ့ဒါဘာလဲဆိုဖေဘုတ်ပေါ်မှာကျွန်တော်ကြည့်တဲ့အချိန်မှာမြန်မာပြည်ရဲ့နာမည်ကြီးဆယ်လီဟိုအရာရာဟိုဘာလဲဘာလဲကြိုတိပါလေဆိုတဲ့ကြိုတိကြိုတိမဲ့တော်ကြီးတွေပေါ့နော် ကျိုတိမေတော်ကြီးတွေကသူတို့ရဲ့ကျိုတိတဲ့ကိစ္စရဲ့ဝိစားတွေကိုမီဒီယာတွေသတင်းတွေမှာအားပေါင်းအရင်တန်တန်နေနဲ့ပြောနေကြတာအဲ့တော့ကျိုတိမေတော်ကြီးတွေကျိုတိကျိုတိဟိုဘာဘာပြောမလဲမေတော်တွေရောမောင်တော်တွေလားဘာတွေလဲအခုတော်တွေလားဟဲ့လားငိုယူပြီးတော့ပြောတဲ့ကောင်းကြီးလေးရှိသေးတယ်သူတို့ကျိုတိပါတယ်ဆိုရအောင်လက်ခံပြီးဖို့တော့ကို ျွန်တော်လည်းစဉ်းစားလို့မရဘူးဘာပြက်လူတွေရဲ့အသွေးခေါ်တဲ့အာယုံတွေကဘာတွေလဲဆိုတော့ဟောကျိုးတိမဲတော်တွေရောကျိုးတိမောင်တော်တွေရောစုံကြတာပဲကဲပါဒါတော့သူတို့တမိုင်းသူတို့ကိစ္စပေါ့နော်သူတို့ရေးတာသူတို့တမိုင်းပေါ့ဗျာကျွန်တော်အခုပြောပြမယ့်ဥစ္စာကတော့အိန္ဒိယနိုင်ငံရဲ့ဘယင်ခမောက်တွေတိမပါရှာဘယင်ဆိုတော့အိန္ဒိယနိုင်ငံရဲ့နာမည်ကြီးဘယင်တပါအမတမတကူဩဇာ ီမတမောကိုကိုရင်းနဲ့တရားတရားကိုရင်းဖြစ်တဲ့ပုံကိုမြန်မာနိုင်ငံမှာလည်းသူရဲ့ကုဘိမရှာဘင်ရဲ့ကုဘိမအင်္ဂလိပ်ဆိုရဖားလာပြီးတော့မြန်မာပြည်မှာကျွန်တော်တို့ဒီဆူလီရှင်ကုန်ပြားသားမှာသူရဲ့ကုဘိမရှိတဲ့ရှာဘင်ရဲ့တော့စပယ်ရှာဆိုတော့တော့မြန်မာဘင်ဒီဘောမျိုးကိုကျွန်တော်အိန္ဒိယကိုဖမ်းသွားတယ်ဆိုတော့ ကေသာသာဝတာဘယင်ကိစ္စကျွန်တော်ပြောတာဒီဘယင်ရှာဘယင်ပြမပြမသူရဲ့ဂူဘိမရင်းနေချင်းစီရှိသေးတယ်အဲ့တော့အဲ့ဒီဘယင်ကြီးလုတ်ခဲ့တဲ့လောက်ရတဲ့တဲ့အထင်အထင်ရှားတဲ့လောက်ရတဲ့ခုအိန္ဒိယရဲ့တမိုင်းမှာတာရကရှိတယ်နော်အဲ့ဒီအဲ့ဒီကိစ္စကိုကျွန်တော်ပြောမယ့်ကိစ္စတနည်းလည်းကြောင်းပြောရှင်မင်းကတိုင်းကလဲတဲ့အချိန်မှာပြောသူတို့နိုင်ငံမှာပေါ့ဗျာဟိန္ဒူဟိန္ဒူလည်းရှိတယ်မွတ်စလင်လည်းရှိတယ်ပေါ့နော် တဲ့တာကနန်းတော်ထဲမှာတော့မဟိန္ဒူမိဖုရားသူကမွတ်စလင်ဖြစ်ပေမဲ့သူယူထားတဲ့ဟိန္ဒူမိဖုရားကိုဟိန္ဒူဘာသာကိုယ်ကွယ်ခွင့်ပြုပြီးတော့သူရဲ့အရင်ထဲမှာကအာဟိန္ဒူဘုရားကျောင်းကိုတည်ဆောက်ခွင့်ပေးထားတယ်ရှာဘီရင်ကတော့ဘာသာရေးမခွဲကြဘူးအဲ့ဒီရှာဘီရင်တရားနဲ့ကြောင်းသူ့စီမှာတည်င်းတကားတွေရောက်လာတယ်ဘာလဲဆိုတော့ဘယ်ဘယ်မျိုးဘယ်ရောမဟုတ်ဘူးဗျဘယ်ဘယ် ဘယ်သူအဖြစ်အကြောင်းမြင်ရနေတယ်ပေါ့ဟာဘလို့လေးဟောပြောနေတယ်ဘာလို့လုံနေပေါ့အဲသူကြားနေဟုတ်ပြီပေါ့သူလည်းလှုပ်သွားတယ်ပေါ့ဗျအဲဒါသူဖြစ်ဖြစ်သူဖြစ်ဖြစ်နေဗျာဒီအကြောင်းမြင်ယောဂအိန္ဒိယမှာအရန်ကိုပြန့်နှံ့လာပြီဗျာပြန့်နှံ့လာပြီဟာဟိုမှာအကြောင်းမြင်ဆရာတယောက်ဒီမှာအကြောင်းမြင်ဆရာတယောက်အကြောင်းမြင်ဆရာလေးအရန်များလာပြီအိန္ဒိယမှာဟာဟိုအကြောင်းမြင်ဆရာဟိုလိုခေါ်လိုက်တယ်ဒီလိုခေါ်လိုက်အဲ့ဒီ ဟောလုံးနေနေအိန္ဒိယကဟိုပြည်သူတွေကတည်ရမှာပျော်ရွှင်မှုကတပြေပြေနည်းလာတယ်ပဲတပြေပြေစိုးထိတ်မှုတွေကြောက်ရွံ့ကြောက်ရွံ့မှုတွေကြားထဲမှာသူတို့ပိတ်မိနေပြီအဲ့တော့ရှင်ဘရင်အပါဝင်မူကြီးမရတွေကဟိုမီတင်လုပ်တော့အစည်းအဝေးလုပ်တော့အာရှင်ဘရင်ဘောဒီလိုသူတို့ပဲဖြစ်နေပါတယ်ဘောဖြစ်ပြည်တွင်းမှာတော့ဒီလိုသူပဲဖြစ်နေပါတယ်ဘောဟိုအချမ်းမြစ်ဆရာတွေကဘလို့ဟောပါတယ်ဟိုလိုဟောပါတယ်ဒီလိုဟောပါတယ် ်နဲ့အဲ့ဒီရှင်ဘင်ကပြောလိုက်တယ်နန်းတော်မှာရှိတဲ့ဒီ main project အကုန်လုံးကောင်းပြီဒီနေ့ငါအမိန့်တစ်ခုထုတ်တယ်ဗျဒီအချမ်းမြင်ဆရာတွေအားလုံးကိုတယောက်မှကြံအကုန်လုံးကိုငါဘရင်ရဲ့အမိန့်ကြောင့်နန်းတော်ကိုငါရှိခါစားဝင်စီဆိုပြီးတော့ဝင်လေလောက်လိုက်အမိန့်ထုတ်လိုက်အားနဲ့ အတိုင်းတန်းအပြည်ပြည်ပေါ့ဗျအဲဒီအိန္ဒိယဆိုတာကမြန်မာပြည်လိုတေးသေးလေးပေါ့ဗျအကြီးလေးအတိုင်းတိုင်းအပြည်ပြည်တို့ခါတဲ့တည်နေပို့အိန္ဒိယဘရင်ရှာဘရင်ကြီးရဲ့အမိန့်ပေါ့နော်အကြမ်းမြင်ရထားတဲ့ကိုတော်ကြီးဟာလားဆရာတော်ကြီးလေးကြမ်းမြင်ရထားတဲ့မေတော်ကြီးတွေအကုန်လုံးဟာရှင်ဘရင်ကဖိတ်ကြားတယ်ဘုသောက အဲ့ဒီခေအဲ့ဒီခါရှင်ဘီရင်ဖိတ်ကြားတယ်ဆိုတော့အစ်မတန်မဂုံယူရတဲ့လူလေးဗျာသိတယ်မလားလုံးဝတကယ်ကိုဘယင်ဖိတ်ကြားခြင်းခံရတဲ့ဆိုတော့လူကရွှေရွှေငွေယတနာကြောက်တံပတ်များတွေပေးတာထက်တော့ပိုပြီးတော့ဟိုမတ်မောတယ်အဲ့ဒီလိုရှင်ဘီရင်ဖိတ်ကြားခြင်းခံဖို့တော့အားမခါနဲ့တွားကြတာပေါ့တွားကြတော့ အားလုံးရှင်မရတယောက်မကြံတော့အကုတ်လာခိုင်းထားတာပဲနေဘယ်ရဘောပြသူဒိတ်တမထားတော့အဲ့တော့အကုတ်လုံးရောက်လာပြီနန်းတော်ထဲမှာတောက်စားပြီးအကုန်လုံးအေးစစ်စစ်နဲ့ရှင်မရထားသားတယ်ဟုတ်ပြီလူစုံအောင်လူစုံအောင်စောင့်တာလာပြီမကြံတော့ဘူးလားအတိုင်းပြည်မှာမကြံတော့ဘူးကိုကုန်ပြီဒါအကုန်လုံးပဲဟုတ်ပြီအားလုံးထောင်သွင်းအချင်းချလိုက်ထောင်သွင်းအချင်းချရောတယ်မကောင်းဘူး ကြောတရားရင်တရားရိုက်စေဆိုတော့လွတ်တာအရမအချားမြင်ရတဲ့ဆရာတွေဟာကျွန်တော်တို့ဘာပြပြပြုလုပ်ပြီလို့ကျွန်တော်တို့ကြောတရားရင်တရားရိုက်ပါဘာလို့ထောင်သူအချင်းချပါလဲနော်မင်းတို့ကောင်တွေပြောလို့မင်းတို့အချားမြင်ရမယ်ဆိုဟာလားရှေ့ကိုကြိုတိတယ်ဆိုအဲ့တော့မင်းတို့က လူတီယိုခေါ်ကြရကငါငါအစီအစဉ်လုပ်ပြီးသားလေးမင်းတို့ဒီကိုရောက်တာ ਨੇ လူစုံစောင့်ဝင်ပြီးအားလုံးအချင်းချပြီးကြောတရားရင်တရားရိုက်ဖို့ဟုတ်လားမင်းတို့မင်းတို့ကမင်းတို့အရှေရောကြိုတိပါတယ်ဆိုတော့ဆရာတွေကဘယ်တော့ကြိုတိတာလဲဆို အကုန်လုံးအဲ့ရှေရောကျိုးသီးပါတယ်ဆိုတော့ဘိုးတော်တွေမဲတော်တွေအကုန်လုံးကရှာပင်ရမှာအထုသေးသေးသေးပြီးကြောတရားရင်တရားရှိုက်ပါလေဟောအဲ့ဒါကိုအဲ့ဒါကိုကျွန်တော်စဉ်းစားပြီးရည်လဲရည်ချင်အဲ့ဒါအမေမမဘီမလည်းအဲ့လိုလုံးတဲ့နေပြသလားမြမဘီမလည်းအဲ့လိုမျိုးဟိုဘယ်လိုပြောမလဲဆိုနိုင်ငံတော်အုပ်ချုပ်နေတယ် ဟိုလူကြီးတွေပေါ့ဗျာနော်အဲ့လိုမျိုးပေါက်တက်ကြရလိုင်းပေါ်မှာပြောချင်တာတွေပြောတိတယ်မလားမီဒီယာအားကိုးနဲ့ရှောက်ပြီးတော့လူတွေကြားထဲမှာဗျာတန်တရားစိတ်တွေဒုရစိတ်တွေကြောက်စိတ်တွေဗျာလူတွေရဲ့ပျော်ရွှင်မှုတွေတိတယ်မလားလူတွေရဲ့ဟွာတွေဖြစ်စည်းနေတယ်ဗျာအဲ့ဒါတွေကဘယ်အရာမှကြိုတိတယ်ဆိုပြီးဘသူမှကြိုမတိဘူးဗျာကြိုတိတယ်ဆိုတော့သူတော်စင်ပုံကိုရတယ်လူတွေကြားထဲကို မလာဘူးဗျာနော်သူတို့ကသူတို့အေးအေးဆေးဆေးနေကြိုတီးတဲ့ပုံကိုယ်တွေရှိပါတယ်ခုလိုမျိုးဗျာဟိုကျွန်တော်သူများကိုရေးကိုတာဝင်ပြောခုလို live ပေါ်မှာလှုပ်ရှားနေတဲ့လူတွေကကြိုတီးကြလားဗျာကြိုတီးတယ်ဆိုတာတရားဓမ္မချင်းချာအားထုတ်တဲ့တကယ်သူတော်စင်ပုံကိုယ်တွေကကြိုတီးတယ်ကိလေသာကင်းစင်သွားပြီသူတို့က ရှေးဘဝခုလုံးခဲ့တဲ့ဘဝဘဝအဆက်ဆက်တည်းနောင်ဖြစ်လာလက်တန်တော့အရာတွေအားလုံးတို့ရဲ့ဟိုရင်းနဲ့ကြည့်လို့ရတယ်ကြိုတိမယ်ဟာလားဒါပေမဲ့အခုအခုမီဒီယာပေါ်မှာတက်ပြီးတော့ဖြူးနေတဲ့ကောင်တွေပြောနေတဲ့ကောင်တွေအားလုံးကအဲ့လိုမျိုးစုပြီးတော့ တရက်ကိုနိုင်ငံတော်အစိုးရစုစည်းပေးမဲ့ဆိုပြီးတော့စုပြီးတော့ထောင်ထဲထည့်ပြီးတော့ကြောတရားရှင်တရားပေးရိုင်းလိုက်ရမယ်အဲ့ဒါမှကြိုတိလားမတိလားဆိုတော့တရကပေါ်သွားလိမ့်မယ်ဒီပြဘဝဖြစ်ဖြစ်ပေါ်တော့ဟာတာဒီလည်းပြောတာပါတကယ်ဒါကတော့ဖြစ်ရမှတကူပါပဲ ကျွန်တော်တို့အာသာအနေနဲ့ပြောတာပေါ့နော်ဘယ်သူမှလည်းနာကျင်စေခြင်းနဲ့စိတ်မရှိပါဘူးနင်းနာစေခြင်းနဲ့စိတ်မရှိပါဘူးဒါပေမဲ့မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့အဲဒီကြိုတိကိုတော်လေးကြိုတိမေတော်တွေကိုတော့ကျွန်တော်တို့ဘာသာပေါင်းစုံဘက်ကနေပြီးတော့တိုက်ထုတ်ဖို့လိုအပ်လာပြီဗျာဒါပြလို့လဲဆိုတော့နောင်လာမဲ့အနာကလူငယ်တွေရဲ့အတွေးအာရုံမှာအစိတ်ပင်အစိတ်မျိုးစေးချပင်နေတော့ အဒီလူငယ်တွေဟာလက်ရှိအချိန်ဒီမှာခေတ်ကာလအကြက်တဲကြောင့်ကျိုးစုပညာမတတ်ပညာမသင်ရတဲ့လူငယ်တွေအများကြီးရှိတယ်ပေါ့နော်အဲဒီလူငယ်ကနောက်တစ်ချိန်မှာလူကြီးဖြစ်လာတဲ့အချိန်ကျတော့ပပကပညာရေးအားနည်းလာတဲ့အချိန်ကျရင်အခုလိုမျိုးကြိုသည်ကိုယ်တော်ကြိုသည်မယ်တော်တွေကိုလွယ်မာရောကိုယ်ွယ်စည်းကမ်းမှုတွေဖြစ်လာလိမ့်မယ်ဗျအဲ့ဒါတွေဟာနောက်တစ်ချိန်လာမဲ့ အစိတ်ပဲပေါ့ဒီကနေ့တို့အစိတ်မျိုးစည်းချပြီးရေလောင်းနေတာနောက်တစ်ချိန်ဖြစ်လာမယ့်အစိတ်ကြီးတွေတီးလာလိမ့်မယ်အဲ့ဒါတွေကိုအခုကျွန်တော်တို့တွေကြိုတင်ပြီးတော့တိုက်ထုတ်ဖို့လိုအပ်တယ်ဒါပါပဲเนาะအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေโอเค bye bye